ကချင်လက်နက်ကိုင်အဖွဲ့ KIO ရဲ့ဌာနချုပ်လိုင်ဇာမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးစုဝေးပြီးလိုင်ဇာသဘောတူညီချက်ရရှိခဲ့ချိန်မှာတော့ငင်းချမ်းရေးအတွက်မျှော်လင့်ချက်တွေတကြော့ပြန်လည်နှူးထလာခဲ့ပါတယ်။ဒါ့ပြင်ဒီမျှော်လင့်ချက်တွေဟာ အခုတော့စောင်းရာသီရဲ့အေးဆက်မာကျောတဲ့အေးဒံလိုဖြစ်နေပါပြီ။ မြကြီးနာဆွေးနွေးပွဲပြီးကြတဲ့ကမြမစစ်တပ်နဲ့ KIA ကြားမှာတိုက်ပွဲတွေဆက်ပြီးဖြစ်နေစေမို့အစိုးရရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာမေးခွန်းထုတ်ခံနေရတာဖြစ်ပါတယ်။တကယ်တော့မြမစစ်တပ်ဟာ နေမြေစိုးမိုးရေးနဲ့လူနည်းစု တိုင်းရင်းသားတွေကို အမြင့်ပြည့်ချေမှုန်းရေးတာဒီဇိုင်းမမတ်လှုပ်ဆောင်နေစေပဲလို့ဘုံမူကြီးစော်ကောင်ကဆိုပါတယ်။အဲဒါကအဓိကကျတော့အစိုးရရဲ့စိတ်စေတနာ မှာပဲမူတည်မခြင်းနဲ့ဒီလိုစေစနာစစ်စစ်သာအောင်းအောင်းနဲ့ရင်းချမ်းရဲ့စစ်မှန်တဲ့ရင်းချမ်းရဲ့ပေါ်ဆောင်ပေါင်းနေစလို့ဖြစ်နေတယ်လို့ကျွန်တော်လည်းထင်တယ်တကယ်လို့များသူ့အယောင်အရင်တုန်းကလိုအပြစ်ခရထားမှပြန်တိုက်တဲ့ဒီဟာမျိုးမဟုတ်ရင်တော့တကယ်စစ်မှန်တဲ့ရင်းချမ်းရဲ့ကျွန်တော်နိုင်ငံရေးလူကြီးနဲ့ကိုယ်ရဲ့အချုပ်ရဲကိုပြခံခွင့်စစ်မှန်တဲ့ပြဿနာစုဖို့အဲဘက်မှာဦးတည်သွားလို့ ကျော်တိုင်းပြည်ကအငင်းချမ်းပြည်ခုတိုင်းလေးဖြစ်နေတယ်။တကယ်လို့များတမတုံကာကိုရဲ့ဦးစစ်စစ်ကိုတိုင်းလမ်းမယူတဲ့အဲ့အထူးတွေဖြစ်စေမထူးတွေဖြစ်စေဘောနော်။တကယ်စစ်စစ်မာမာနဲ့ပေါ့သူတို့ကဒီဆူရခေါ်ဆောင်နေတဲ့ငင်းချမ်းရဲကိုဒီတမတုံဘက်ကလည်းလိုက်ရိုးရယ်ဆိုတော့အဲဒီလူဦးစစ်စစ်တွေပါပဲထွန်းထူးစေဘောနော်။ဒါတကယ်လက်တွေ့အကောင်းထဲပေါ်လာတဲ့ခြေကြောင်စစ်မှန်တဲ့ငင်းချမ်းရဲတို့ဖြစ်လာနိုင်လို့တကယ်လို့များအဲ့ ကာကိုရဲ့ဦးစီးချစ်ပူတယ်ပဲထူးထူးဦးတင်းစင်ကူတယ်ပဲထူးထူးပေါ့သူရဲ့စိတ်စင်လာအဲမှာအာတကယ်အကောင်းဘက်ကိုသူမသွားခြင်းလို့ဆိုတော့အစုအယောင်မလုပ်ခြင်းလို့ဆိုတော့ဆက်မှာအဲငင်းချမ်းနေလို့ထင်တယ်သူရဲ့ဘောဟိုကဘမစက်တက်တွေလုပုံကြတော့အဲတစ်ခါကလည်းကြည့်မယ်ဆိုလို့သူကငင်းချမ်းရေးကိုမလူခြင်းတဲ့ဘောရှိတယ်အဲ့လိုနေနေစူးဘူးရေကျိုးတိုင်းသားကိုရှင်မုံရေအဲ့လိုပဲခံယူအဲ့လိုပဲမြင်နေတယ် အဲ့လိုအဲ့လိုလုံးနေတယ်အဲ့လိုတိုက်နေလို့မြင်နေအခုသူရဲ့လုံပုံကိုကြည့်တော့အဲ့လိုဖြစ်နေရလဲကိုကအရင်ကဒီကျွန်တော်တိုက်တဲ့ချိန်ပေါ်တော့ဓမ္မသင်းစင်ကလို့သူစစ်တွေပါရယ်မစင်ဘူးသူညင်ကြရရှိရပေါ့နော်ဒါမှစစ်တပ်ကအကြီးအကျယ်လေးရင်ပြန်နေလို့ပါနေသူစစ်စင်တွေဆိုရတာကသူစဉ်းစားစရာပေါ့နော်ဟုတ်တယ်ကျွန်တော်အဲ့လိုထင်တယ်နောက်ဆုံးဖြစ်ပစီပုံအကြောင်းလည်းဖြစ်နေတာပေါ့နော်အကြောင်းလည်းဖြစ်နေတာတနတ်တန်တွေကြားက အပြစ်မဲ့အရက်သားတွေရဲ့ငုံကြီးတံတွေဟာစစ်ပြေးဒုက္ခတွေနေရပြန်လာရေးအိမ်မက်တကယ်ကိုပေါ်လာနိုင်မှာမလားစစ်ပွဲတွေတကယ်ပဲအဆုံးသက်နိုင်ခဲ့ရင်တောင်မြန်မာစစ်တပ်ရှိနေသည်ပြည်မြေမြုံမိုင်းတွေကြောင့်ရောမူလကဇာတိမြေဟာဖျက်ဆီးခံလိုက်ရတာတွေကြောင့်မှဒုက္ခတွေအိမ်ပြန်နိုင်မှာမဟုတ်ဘူးလို့ဂျေယန်ဒုက္ခတွေစခန်းကဘရန်ရှောင်းကပြောပါတယ်ဘူးရွာကိုပြန်ကြည့်တော့ဒါပေမဲ့သူ ပြန်လို့မဖြစ်သေးတဲ့အခြေအနေဖြစ်နေလို့အရင်ကညီမကတော့အဲ့ဒီညီမကစိတ်သက်ရှိတယ်ခုနကပြောတဲ့မိုင်းရှိတယ်အဲ့ဒီရှိတော့ဘူးအလုံးချုံပြီးတော့ဒီမလာခက်ခက်များရှိတော့မလုံးမချုံကြည့်နေတော့လောအောင်ပြန်ပြီးပေါ့နော်ပြန်လို့ရှိနေကြဇာဖို့တော့ဘူးလူလုံးလေစာသားကလည်းမနေ့တော့ဦးနေ့တော့လည်းမရှိတော့ဘူးရှိတာလည်းအဲဒီသားလည်းကြည့်လို့အရေးကြီးတာစိတ်သက်နဲ့မိုင်းပေါ့နော် စိတ်သက်ရှိရင်လို့ရှိရင်ကျွန်တော်တို့ကအဲဘောလာဘောဖက်ကမရှိဘူး။အင်းရှိတဲ့နေရာမှာသစ္စာရှိရှိနေတယ်။အင်းတို့ကဘုမစစ်တပ်မြောက်နေနေရာမှာဒီနေရာမှာသစ္စာရှိတယ်။တောင်းတာဘောဖြစ်နေတယ်ဆိုတော့ညကြီးနာဆွေးနွေးပွဲတွေပြီးကြတဲ့ကကချင်းပြည်နယ်မန်စီမြို့နယ်ကနတ်လင်းပါတဝိုက်မှာတိုက်ပွဲတွေ ဖြစ်နေတာကြောင့်ဒုက္ခသည်တွေဟာ မန်ဝိုင်းကြီးဘက်မှာနှစ်ထပ်ကွန်းဒုက္ခသည်တွေအဖြစ်ပြန်လည်ခိုလုံနေရပါတယ်ဒုက္ခသည်တွေအတွက်ငင်းချမ်းရေးဆိုတာအင်မတန်လိုလားတောင့်တတဲ့အရာဖြစ်ပေမဲ့တကယ်ပဲငင်းချမ်းရေးရပါမလားဆိုတဲ့အပေါ်သူတို့တွေတန်တရာကြီးကြီးရှိနေပါတယ်အာတို့ပြန်ချင်ပြန်ချင်လဲပြန်လို့မရဘူးမပြန်လို့ရမယ်လေအဲ့ဒါကြီးပဲညွန်နေတာ ချစ်ချင်းအင်္ဂလိပ်မင်းတို့ညောင်ရောက်လာညောင်ရောက်လာတို့ကျွတ်ပြန်တော့တအားပြန်ချင်းနဲ့အဲ့မှာဒီမှာတို့ရောမှာလဲစစ်အားတွေရှိနေတယ်ကျမတို့ကဟိုဘဲပြန်ချင်တာကျမတို့ကဟိုမှာဟိုလေလေလေကျမတို့အရင်တုန်းကဟိုအောက်အောက်ပိုင်းဟိုရှမ်းပြည်ကပြောင်းခဲ့တာ စကားစိတ်ခုနေရဒီအဲ့ဒါဒီဒီကိုနင်းနေ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 သူနင်းရောက်ခဲဒုက္ခရဒုက္ခရတော့အဲ့ဒါဒီတန်လို့ရှင်ပါလေရှင်ဒီဆိုအဲဒီမှာနင်းနေချင်းကိုအင်းရဲ့ပန်ချာဖက်ဒရယ်ပြည်ထောင်စုဖက်ဒရယ်တပ်မတော်ဆိုတဲ့နိုင်ငံရေးကိစ္စရပ်တွေမှာမြန်မာစစ်တပ်က တင်းပြည့်ကြက်ပြည့်သဘောတူဖို့ခေါင်းခါနေစေပါနှစ်ဖက်တက်တွေကြားရင်ဆိုင်တိုက်ပွဲဖြစ်နေတာတွေက နားလည်မှုလွဲပြီးဖြစ်လေဖြစ်ထရှိတယ်လို့ရင်းချမ်းရေးပွဲစားတွေကယူဆလေရှိပေမဲ့ဒီတနတ်တန်တွေဟာပြည်သူတွေအတွက်မေးစရာမေးခွန်းတွေပါဒီနန်လင်းပောင်ဝင်တိုက်တာဆိုရင်နံပါတ်၁ကပြောရမယ်ဆိုကလေးတွင်ပေါ့စောင်းသားကလေးတွင် ယ်ရှိနေတဲ့နေရာမှာအရင်ဆုံးရောက်လာတယ်ယူနီဖောင်းလည်းမဟုတ်ဘူးအားကစားဝတ်စုံတွေနဲ့အယောက်50လောက်ကအရင်နာဝင်းရပြီးစကားပြောတယ်ပေါ့အဲ့ကလေးဆိုတုံနေတာကျမတို့ပြန်မေးတဲ့အခါမှာဘာဖြစ်လို့ဖြစ်သွားလဲဆို ကျွန်တော်တို့ကတဲ့သူတို့ကိုမြန်မာစစ်တပ်ကမနဲ့စစ်သားမှမသိဘူးပေါ့အောက်ဆောက်ဆုံးနဲ့စကားလာပြောလို့ကျွန်တော်တို့ကပြန်ရီမောပြောတယ်ဒါပေမဲ့ဟိုဘက်ကလူကတည့်တဲ့အချိန်ကလေးကခချင်းစကားပဲအပြောများတယ်ခချင်းလိုပြန်ပြောတဲ့အခါကျတော့ဒီစစ်တပ်ကစစ်စစ်သားရင်ကမဘာမှမပြောတဲ့အခါကျမှဟာဒါစစ်သားရင်ပဲဆိုမှသူကပြေးဖို့လို့ရတဲ့အခါမှာလုံးဝမပြေးခိုင်းမသွားခိုင်းတော့ဘူးတခါတည်းကကလေးတွေကအရင်ဆုံးဝိုင်းလိုက်တာအဲ့ဆိုဒီလိုအခြေအနေမှာပေါ့နော်ဟိုအားလုံးကလည်း အရန်ကိုဘယုံသုံးကဖြစ်သွားတာပေါ့ကလေးတွေဆိုတော်တော်လေး trauma ဖြစ်တာကလေးတွေရှိတယ်သူတို့အဲ့မျိုးပေါ့နော်ဒုက္ခတွေတွေပြန်လေနေရာချထားရေးဟာစစ်ပွဲဖန်ပြီးတဲ့မြမစစ်တပ်မှာပိုပြီးတာဝန်ရှိနေတာလားကချင်လက်နက်ကင်တပ်ဖွဲ့မှာ တာဝန်ရှိနေသလားမေရီတောင်ကတော့အစိုးရတပ်မှာပိုပြီးတာဝန်ရှိတယ်လို့ယူဆပါတယ် အတိကတော့အာလုံးဒုက္ခတွေအာလုံးကတော့ပြင်ချင်တာပဲစီစီဆိုပုံမှန်အိမ်ပြင်ချင်တဲ့အချိန်ဖြစ်တယ်ခဏပြောလို့ပဲနေရပြန်မဟေးလို့လုပ်မယ်ဆိုရင်ဒါကြဒါအလင်းစလို့လုပ်ရမယ့်အရာမဟုတ်ပါဘူးကျမတို့အတွေ့အကြုံရဆိုရင်ဘာဖြစ်လို့ဒုက္ခတွေနဲ့နံပါတ်1ကပြင်မဲဟေးဆိုရင်လုံစိတ်ချလုံခြုံရတဲ့အနေအထားဖြစ်ပြီလားဆိုတာအတိကဖြစ်တယ်ဒီဒုက္ခတွေရင်ကိုယ့်ရဲ့နေရကိုပြန်ပို့ဆိုရင်ဂုံတိကလူသားတယောက်ဖြစ်တဲ့နေတူဂုံတိကရှိစွာနဲ့ပြန်နိုင်ဖို့အတွက်စစ်စင်ပေးရမှာကနံပါတ်အတော့ဒီအစိုးရရင်းပေါ့နော်အစိုးရဖြစ်တဲ့နံပါတ်လက်ကန်တပ်ဖွဲ့တင်ဖြစ်တယ်နောက်ပြီး အရက်ဖက်လူတွင်ဖြစ်သလို IDB တွင်လည်းဖြစ်တယ်။နံပါတ်၁ကတော့စိတ်ချလုံခြုံရတဲ့အနေအထားဖြစ်ပြီလားဆိုတာ။နေရပြန်ဖို့အတွက်ပြင်နစ်ကတော့ဗာလဲဆိုတကယ်ပဲစိတ်ချလုံခြုံရပြီဆိုရင်ပြန်တဲ့အခါမှာတကယ်ကိုဒီကိုယ့်ရဲ့ဘဝပြန်တူထောင်ဖို့အတွက်အခြေခံလိုအပ်ချက်တွေဘာရှိပြီလဲ။ဘာရင်ပြင်ဆင်ထားနိုင်ဘယ်လိုလုပ်နိုင်မလဲဆိုတာအရေးကြီးဖြစ်တယ်။အဲဆိုရှိတဲ့မြအိမ်တွေကအခုဆိုရင်ပြက်တာလဲပြက်အကုန်လုံးပေါ့နော်။ ဘာမှလည်းမရှိတော့ဘူးဒီလူတွေက0ဆိုတဲ့အခြေခံကနေပြန်စရမှာဖြစ်တယ်ဒါပြန်လဲတူထောင်ရင်းဆိုတာတနည်းနည်းနဲ့ပြီးရဲ့အလုံးမဟုတ်ပါဘူးအ ਨੇ ဆုံးကျမတို့ပြန်လာတော့ပြန်ပို့လိုက်လို့ရရွာရောပြန်ပို့ဒါမဲ့သူ့ရဲ့လူသားကြောက်သူ့အနှကိုခြေနေပြန်ရောက်ဖို့ပြန်လဲတူထောင်ဖို့အတွက်ဆိုတာအချိန်အများကြီးယူရမှာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဒါကဒီစစ်ကိုဖြုတ်လုလိုက်တယ်ပေါ့နော်ကျမတို့မြန်မာနိုင်ငံအဲနိုင်ငံတော်အစိုးရရဲ့စတမတော်ပေါ့နော်ဒါဒါဝင်ရမယ်ပင့် KIA ဘက်ကနှစ်ဖက်ဒီစစ်ဒီဒီလူတွေဒီလိုဒုက္ခရပြတာတို့ဒီစစ်ဖြစ်ဖြစ်ကြောင် မလို့တို့နှစ်ဖက်စလုံးတာဝန်ရှိပါတယ်။ဒါမဲ့အဲ့ဒီလိုတို့မှာတာဝန်ရှိလို့နိုင်ငံတော်အစိုးရပို့ပြီးတာဝန်ရှိပါတယ်။နောက်ပြီးတစ်ဖက်ကလည်းကျမတို့အရက်ဖက်လူမှုအဖွဲ့အစည်းတွေရင်ပေါ့နော်အားလုံးပူးပေါင်းပါဝင်မှုပြင် IDB ရင်ကိုယ်တိုင်လည်းတို့မှာတာဝန်ရှိပါတယ်။လာပေါင်း30ပြည့်ပြီဖြစ်တဲ့ကချင်စစ်ပွဲအတွက်အဖြေကတော့ခိုင်မာတဲ့နိုင်ငံရေးရလက်ပေါ်မှာသာမူတည်နေပါတယ်။ဒေဂျာရာကတော့နှစ်ပေါင်း60ကျော်လာနေတဲ့မြမပြည်ပြည်တွင်းစစ်ဟာနှင်းငယ်ပျော်ချိန်ကိုတောင်မရောက်နိုင်သေးပဲ အေးဆက်တင်းမာနေသေးပါပဲ